ထိန်းသိမ်းခံရတယ်လို့ထင်ရှားပြီးမယ်အရင်လိုဘာမှဒီဂျီပြန်တီးရောမဲ့ violet ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် မြန်မာ Sally Insider Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ် Violet ကဖျားတေးကိုဘာမှအကတေးလေးအဖြစ်မှုပြောင်းပြီးတော့ဖွင့်ပြခဲ့တာကြောင့်လူအများရဲ့ဝေဖန်မှုများစွာကိုရရှိခဲ့တာဖြစ်ပါရယ်ဗုဒ္ဓံတရဏံကိစ္ဆာမိဒေသချင်းကို Violet ကဘာမှဖွင့်ပြခဲ့တာကြောင့်လူအများစီကနေဝေဖန်မှုမြင့်တက်ခဲ့တာပါသူအနေနဲ့နောက်မလို့တော့ပါဘူးလို့တောင်းပန်ခဲ့ပေမဲ့လည်းတန်ခါအစည်းအရုံးတွေထိအရန်ကိုကြီးကျယ်လွန်းသွားတာပါဒါကြောင့်မို့လဲ Violet ကိုတာဝန်ရှိသူတွေကထိန်းသိမ်းလိုက်ကြတာဖြစ်ပါရယ် ဒီအမှုကနိုင်ငံတော်အစင်လောက်ထီးဆိုပြီးတော့လူတချို့ကထင်ခဲ့ကြပါတယ်။အခြေရကြာကြီးထိမ့်သိမ်းခံရမယ်လို့မျှော်မှန်းသူများခဲ့ကြပါတယ်။ Violet အကြောင်းကိုမိသားစုဘက်ကနေလည်းဘာမှမချပြရတဲ့အတွက်ထိမ့်သိမ်းခံရတယ်လို့သာထင်ခဲ့ကြပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရက်မှာတော့ Violet က TikTok မှာပြန်ပေါ်လာခဲ့တာပါ။အရင်လိုတက်ကြွတဲ့ DJ Violet အဖြစ်ခြေပြန်ချတော့မှာဖြစ်ပါတယ်။ Violet ကတကြိမ်တစ်ခါမှားထားခဲ့ပေမဲ့လည်းဒီလောကကိုပြန်ပြီးတော့အခြေချအောင်မှဖြစ်ပါတယ်။အမားရီကိုပြန်လဲပြင်ဆင်ပြီးတော့အခြေချတော့မှဖြစ်တယ်လို့သူ့ကိုအားပေးဖို့လည်းတိုက်တွန်းလာခဲ့တာပါ။သူ့ကိုမျှော်နေတဲ့သူတွေအများကြီးရှိလောက်တဲ့အတွက်ပြန်လာခဲ့တာဖြစ်ပါတယ်။မျှော်နေတဲ့သူတွေအများကြီးရှိရမှုပြန်လာခဲ့တာဆိုပြီးတော့ Violet ကမိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။ ဖိုင်ယိုလာကအချိန်ကြာကြီးပြောင်းနေခဲ့ရကနေပြန်ပေါ်လာတဲ့အထိမ်းမှန်နေနဲ့လဲပွဲလဲလောက်သွားအောင်မှာဖြစ်ပါတယ်။ဖိုင်ယိုလာကမ်ဘက်ပွဲဆိုပြီးတော့ကျင်းပသွားမှာဖြစ်ပါတယ်။6ရက်တိုင်တိုင်တေချာလက်စွမ်းပြမှာဖြစ်လို့လာဖို့လဲဖိတ်ခေါ်ထားပါတယ်။ဖိုင်ယိုလာကအခုလိုအလင်းအမြန်ပြန်ပေါ်လာတဲ့အပေါ်မှာလူတိုင်းကအံ့အားသင့်နေကြတာပါ။ ြန်ပေါ်လာအောင်မယ်လို့မထင်တဲ့အချိန်မှာဒီဂျီတောင်ပြန်တီးတော့မှာမို့မြန်ဆန်တယ်လို့ခံစားနေရတာဖြစ်ပါတယ်။တချို့ကလည်းဒီထက်အကြာကြီးထိမ့်သိမ်းခံထားရတဲ့နယ်ဆိုပြီးတော့ပြောဆိုနေကြတာဖြစ်ပါတယ်။ဒါပေမဲ့ Violet ကငွေလဲအလွန်အလောက်ရှိတဲ့အတွက် ငွေနဲ့ဖြည့်ရှင်ဖို့အတွက်ကို အစကတည်းကပြင်ဆင်ထားတာဖြစ်ပါရင်အရင်တစ်ခေါက်ထိန်းသိမ်းခံရတော့ကလည်းငွေနဲ့သာဖြည့်ရှင်ခဲ့ကြတာပါ Violet ကပြန်လွတ်လာတဲ့အချိန်မှာအရင်တော့ဖြစ်ခဲ့တဲ့ပြဿနာတွေကိုအားလုံးပြန်မဖြည့်ရှင်တော့ပဲဒီအတိုင်းစိတ်တည်နဲ့ဖြတ်တန်းတော့မှာဖြစ်ပါတယ် Violet ကတခါမှဘူးပြီမို့အရင်လိုတော့အမားမျိုးမလုပ်တော့ပါဘူး။ယောက်ျားမတွေဖြစ်တဲ့နေမျိုးအောင်လို့ဆိုလဲသူတို့နှစ်ယောက်လုံးကိုအရင်လိုအမားတွေပြန်လုပ်ခွင့်ပေးတော့မှာမဟုတ်ဘူး။ Violet ကနေမျိုးအောင်နဲ့အာပြေစိန်တို့ဆုံးမတာတွေအားလုံးကိုလိုက်နာပြီးတော့ဖျက်ဆီးနေတာဖြစ်ပါတယ်။ Violet ကစက်သားတဲ့ဘဝကနေရုပ်ရည်ချုံမောတာကြောင့်လူသိများသွားခဲ့ရတာဖြစ်ပါတယ်။ရုပ်ရည်ချုံမောတာကိုအသုံးချပြီးတော့ဆယ်လီဖြစ်လာခဲ့တာပါ။ဆယ်လီဖြစ်လာတဲ့အချိန်မှာ DJ လိုရင်းနဲ့နာမည်တစ်ခုရရှိလာခဲ့ရပါ။ဒါကြောင့်မို့လဲတချို့ ုက Violet ကိုတောသူမို့လှုပ်ချင်တာတွေလုပ်နေတာလို့ပြောဆိုနေကြတာဖြစ်ပါတယ်။ Violet ကအောင်မြင်လာတဲ့အချိန်မှာနေထိုင်တာသိအဆင်မပြေပေမဲ့ မိဘတွေအပေါ်အယံကိုတည်တဲ့သူဖြစ်ပါတယ်။မိဘတွေရဲ့ဇာဝင့်ရေးကိုလည်းသူမတယောက်တည်းသာတာဝန်ယူပေးနေတာဖြစ်ပါတယ်။ Violet ကြောင့်မို့မိဘတွေလည်းပြောင်ပြောင်ရောင်ရောင်ဖြစ်လာတာပါ။မိဘတွေက Violet ကိုသာမိခိုပြီးတော့နေထိုင်နေရတာမို့ထိမ့်သိမ်းခံရတဲ့အချိန်မှာဇာဝင့်ရေးလည်းအဆင်မပြေပါဘူး။အဲ့ဒီအချိန်မှာစားတောက်စီအတွက်အချွေးတွေချီးထားတာပါ။ Violet ပြန်လွတ်လာတဲ့အချိန်မှာအားလုံးကိုပြန်ဖြည့်ရှင်းပြတာဖြစ်ပါတယ်။ဒါကြောင့်မို့လဲအလုပ်ကိုမြန်မြန်ဆန်ဆန်ခြေချပြီးတော့လုပ်ဖြစ်ခဲ့တာပါ။ဒီစီလောကကိုအပြုံးမပြတ်ပြန်လဲခြေချတော့ မဲ့ violet အပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများရည်တင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်